ားလုံးပဲမင်္ဂလာပါဒီနေ့ April 25ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ရေဖြူမြို့နေမင်းသားကျေးရွာမှာဖြူစော်တီစကန်ကိုနေပြီးတော့ဒီဖက်ကဝင်မတိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာဖြူအယောက်ပေါင်း6ယောက်သေသွားတယ်ခုနှစ်ဦးကတရားရရှိသွားတယ်နောက်တစ်ခုကဂိုတိုင်ကျိုးပင်ကောင်မျိုးနေမှာတိုက်နေရေစခန့်နေပြီးတော့ထွက်လာတဲ့ကဲတို့ကနေပြီးတော့ဒီကနေပြီးတော့ဝင်တိုက်လိုက်တယ်ဝင်တိုက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာနေထင်း ငွေစိုးအပါဝယ်၁၀ရောက်နော်အဒီဘာမာခီယာဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကချင်ပြည်နယ်ဖကန်ဖကန်ကနေပြီးတော့ဆက်ခဆကစစ်ကြောင်းထိုးတယ်အဲ့ဒီမှာဆိုတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့ဖကန်လမ်းမကိုလည်းနေပြီးတော့အကုန်လုံးပိတ်ဆို့လိုက်တယ်အဲ့ဒီမှာအကုန်လုံးသွာလာဖို့ကန့်တတ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဘမော့ဘမော့ကိုနေပြီးတော့တကြော့ပြန်ပြန်ပြီးတော့ဒီနေ့စာပြတိုက်လာတယ်နော်စကခ21အပါအဝဲစခန်းအလုံးကိုတပြိုင်သေး နော် KNA နဲ့ KPDF တွေပူးပေါင်းတွေကနေပြီးတော့တိုက်နေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့အဲ့ဒီမှာပုံပေါ်မှာထပ်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ပုံပေါ်မျိုးတင်တိုက်ပွဲဟာဆိုလို့ရှိရင်အခုတတိတိမ့်လို့မရသေးဘူးအများစုကိုတိမ့်လို့ရပြီလို့ပြောတယ်ဒါပေမဲ့ပုံပေါ်မျိုးကိုတိမ့်လို့မရသေးဘူးဆိုတော့အဲ့ဒီမှာရုရှားရဲ့မင်းပညာသမားတွေဒုံပညာတွေဒုံနီးပညာသမားတွေအပြင်မှာခြေစားသမားတွေအဲ့ဒီမှာရှိတယ်လို့လည်းကျွန်တော်တို့တတိနဲ့ထွက်နေတယ်ဟုတ်တော့မဟုတ်တော့ကျွန်တော်တို့ဒီအဲ့ဒီထက်မှာ ီတိုက်ပွဲထဲမှာရုရှားစစ်သား၃ယောက်သေသွားတယ်ဆိုတဲ့ဟာလည်းအရင်တော့သတင်းတွေကနေပြီးတော့ထွက်ထားပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီနေရာမှာဒီပုံပေါ်မှာဆိုလို့ရှိရင်စက္ကဆရဲ့တကက်အမခံလို့ပြောလို့ရတယ်အဲ့ဒီမှာဒီစစ်တပ်သတင်းပေးတွေပေါ်မှာလည်းအများကြီးရှိတဲ့အတွက်ကြောင့်အဲ့ဒီမှာတိုက်ရိုက်ခက်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အရင်တော့သတင်းတွေတည်ပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ကနေပြီးတော့ ထပ်ပြီးတော့ထိုးဆေးစင်တော့တိုက်လာတာကိုတွေ့ရတယ်ဆိုတော့အကျဉ်းကျဉ်းထိုးဆေးစင်တော့တိုက်တယ်တိုက်တယ်တိုက်တယ်အနည်းနဲ့အများပဲရှိတယ်စကားဆိုင်ရဲ့ခန်းကဆိုလို့ချင်းကျွန်တော်တို့ကြာဆုံးသွားမယ်ဆိုတဲ့ဟာကိုနော်အရင်ကတာတကတွေကိုချစ်ချစ်အားဖြင့်ကျွန်တော်တို့သိနိုင်တယ်ဆိုတော့ပမောဟာဆိုလို့ချင်းမကြခင်ကျွန်တော်တို့ကြတော့မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့အရေးအယောင်တွေတွေ့လာရတယ်နောက်တစ်ခုကကျွန်တော်တို့ပုဂိုးတိုင်းဒီရခိုင်အဆက်မှာဆိုလို့ရှိရင်တော့ဒီပဒေါင်းလား အဲ့ဒီမှာတောင်ကုန်အဒောင်းတောင်ကုန်လမ်းပိုက်မှာရှိတဲ့လေးအင်စုစခန်းကိုနေပြီးတော့စကဆာအဲ့ဒီမှာအယောက်ပေါင်90နဲ့နှစ်ယောက်ရှိတယ်အဲ့ဒါကိုနေပြီးတော့အလုံးဝရင်းတဲ့ဒီဖက်ကအေးကနေပြီးတော့ထိုးစစ်စင်တယ်ထိုးစစ်စင်တာဒီစရင်ကတော့မှန်လားမမှန်လားတော့မသိဘူးဆိုတော့အဒီတည်င်းဌာနမှာဖော်ပြထားတာက AA ရဲ့စစ်အင်အား1500နော်1500နေပြီးတော့အလုံးဝရင်းနဲ့ဝင်ပြီးတော့ထိုးတယ်တိတ်ပြရတော့နော်အဲ့ဒီမှာ ကဲလူပေါင်း90နဲ့2ယောက်ကိုဒီက1500ဆိုတော့ဘေးတက်နိုင်မလဲเนาะဘေးတက်နိုင်မလဲအဲ့ဒီမှာကစင်ကလျာထွက်ပြေးအဲ့ဒီမှာ20လောက်ပဲကျန်နေထွက်ပြေးတာတော့မှကျန်တဲ့ဟာတွေကကလုံး normal ခေရဖြစ်ကုန်နေဆိုတဲ့ဟာတော့ဒီနေ့တတိယမိနီယာမှာတွေ့ရတယ်ဆိုတော့အေးရဲ့နော်ထိုးစရာဆိုလို့ချင်စင်ဟာဘလောက်ကောင်းလဲဆိုတဲ့ဟာအဲ့ဒီမှာတွေ့ရတယ်ဆိုတော့ဟိုဖက်လုံးဝတောင်းမခံနိုင်ဘူးဆိုတော့ဒီမှာလေးအင်ဆုစခန်းဆိုလို့ချင်ကြာတော့ပြီနော်လေးအင်ဆုစခန်းကိုတင်လို့ရပြီနောက်တစ်ခုကကျွန်တော်တို့ဒီပလဝမြို့နယ်မှာ ကိုမီအမျိုးသမီးတယောက်ဝင်ပြီးတော့ AA ရဲ့တပ်ဖွဲ့ဝင်နှစ်ယောက်ကကျူးလွန်တယ်အဲ့ဒီမှာအာဓမ္မပြုချင်တယ်ဆိုတဲ့ဟာကိုဟိုတရက်နေ့ကကျွန်တော်တို့တည်င်းနဲ့ထွက်လာတယ်အဲ့ဒီတည်င်းကိုတင်ပြီးတော့ AA ကနေပြီးတော့အတီးပြုပေးတယ်ကျူးလွန်နဲ့မှန်ကန်တယ်အဲဒါကြောင့်သူတို့ဝင်ပြီးတော့ထျောက်စွာအေးယူမယ်ဆိုပြီးတော့သူတို့ထုတ်ပြန်တာကိုလည်းတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီဖက်ကစစ်တွေကနေပြီးတော့ဒီပေါက်တော့ကိုနော်အဲ့ဒီမှာလွံ့မြောက်နေမှာမှာသွားတဲ့စစ်တွေ့ မြို့ခံเนาะမြို့ခံ30ကိုနေပြီးတော့စကားစကားဖန်ဆီးတယ်เนาะအဲ့ဒါလည်းပြန်ပြီးတော့လွှမ်းမြောက်လာပြီဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကငလျင်ကြောင့်ဒီကပစနေရခဖွဲ့စည်းကနေပြီးတော့ကပကလသမကစနေရခဖွဲ့စည်းက WFP ကနေပြီးတော့ထုတ်ပေးလိုက်တဲ့အဲ့ဒီမှာ Biscom เนาะအဲ့ဒီ Biscom မဟုတ်ကုန်ပြီးတော့နေပြည်တော်မှာရောင်းစားတယ်အဲ့ဒီဟာကလူမှုကော်ရက်ပေါ်မှာတော်တော်ကိုခြေပြန့်တယ်တော့ခြေပြန့်တဲ့ခါကျတော့ကိုယ်သတင်းမီဒီယာလောကမှာပြည်ပြေဆောင်ပေါ်ပြလာတယ်အဲ့ဒါကနေပြည်တော်မှာရောင်းချတာ ဆိုတော့အဲ့ဒါကိုတကယ်တည်းတွေးရှိခဲ့မယ်ဆိုလို့ရှိရဲ့နော်အဲ့ဒီမြန်မာနိုင်ငံဆရာကုလသမဂ္ဂကနေပြီးတော့ချက်ချင်းအရေးယူမယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်အတိတ်ကတော့သခိုးတွေကိုဖမ်းမိတယ်နော်သခိုးတွေကိုဖမ်းမိပြီဖမ်းဖို့စ조사နေပြီနော်အဲ့ဒီမှာလူမှုကော်ရက်ပေါ်မှာရင်ဆုံတွေ့ရတယ်အဲ့ဒါကဘစ်ကွန်မုံတွေရောင်းချတာเนาะအဲ့ဒီ FBI တစိမ့်နဲ့နော်တစိမ့်နဲ့ဆိုတော့ အဲ့ဒီမှာပြည်သူတွေကပေးဖို့အတွက်မာလာကိုလှူတယ်မာလာကရောင်းစားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာတိတ်ခါပြင်းပြင်းကြားမဲ့အစင်းကိုမကြခင်တွေ့ရလိမ့်မယ်ဆိုတော့ဆက်ပြီးတော့ရောင်းလို့ရှိရင်တော့သူတို့ဖမ်းခံရလိမ့်မယ်တိတ်ခါကြားမယ်မြန်မာနိုင်ငံကပတ်ကလတ်တမကစနေခါဖွဲ့စည်းကနေပြီးတော့နော်ထောက်ပြန်ထားတာကိုဒီလေဒီဒီပေးတာကိုတွေ့ရမှာဖြစ်တယ်ဒါကိုကြည့်ချက်ပဲတော်တော်ကိုတိတ်ခါကြားဖို့ကောင်းတယ်အဲ့ဒီ base coin မျိုးလေးဘာမှတန်ဖို့မရှိတဲ့ base coin မျိုးလေးတွေတော်တော်အရသာရှိတယ်လို့ပြောတယ်ဘယ်တဲ့ zone ပေါ့ အဲ့ဒီမှာသူတို့ဖော်ပြထားတဲ့ဟာကတော်တော်ကိုနော်ဗစ်တာမင်တွေအပြည့်အဝပါရှိတဲ့ baseball မုံဖြစ်တယ်။နော်အဲ့ဒါကိုနေပြီးတော့ခိုးရောက်ကြတယ်နော်ခိုးရောက်ကြတယ်ပြည်သူတွေကဟောငလျင်ဘေးမှာနော်အဲ့ဒီမှာကုညီဖို့ပေးလိုက်တာကိုနော် baseball မုံတောင်မှခိုးရောက်စားတယ်ဆိုတော့နော် person ဆိုတော့ပြောစရာမလိုတော့ဘူး person ဆိုရင်နော်ကျွန်တော်တို့အရင်ကပြောတဲ့အတိုင်းပဲနော်နေပြည်တော်မှာအလှူတယ်နော်ကဘာကပေးတဲ့အလှူတယ်အားလုံးကနေပြည်တော်ဆောက်လုပ်ဖို့အတွက်အဓိကဖြစ်နေမယ် ြန်တဲ့အကျွင်းချင်းကတော့ကျွန်တော်တို့ဒီခိုင်းတို့ဘာတို့ပေါ့နော်အဲ့ဒီမန္တလေးတို့ဘာတို့အဲ့ဒီမှာနင်း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 ဒီဝေးပြလိုက်မှာပေါ့နော်ဆိုတော့ကြံတဲ့အဓိကကတော့နေပြတော်ကိုနေပြီးတော့တကယ်မြို့တဲ့တွေပြန်ပြီးတော့အကွက်ချပြီးတော့လုတ်ဖို့မာလာကစီစဉ်နေတယ်ဒါပေမဲ့ဆိုရင်ဇာကဘာလဲဆိုတော့အဲ့ဒီနေပြတော်ဆလို့ချင်းတကယ်မြေလင်းကြောမှာတည်ထားတဲ့မြို့တစ်မြို့ဖြစ်တယ်ဆိုတော့အချိန်မရွေး နောက်ထပ်မြင်ကွင်းတွေတွေ့လိုက်ရမယ်ဆိုတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီပြရတော့အဲ့ဒါကိုတကယ်ဥဆောင်ခဲ့တဲ့အာနာရှင်ဘောင်းတန်းရွှေတို့เนาะဘလောက်တိဥနောက်ကောင်းလဲဆိုတာအဲ့ဒီမြင်ကလင်ဂျောမှာကိုတည်ထားပေးလိုက်တယ်เนาะဆိုတော့တတော်ကိုအဲ့ဒီမှာပြက်စီဆုံရှုံမှုတွေရှိတယ်ဆိုတော့မြင်လင်ဂျောမှာပဲဆိုတော့ကိစ္စမရှိဘူးเนาะတဘောဝဘေးတဲ့ကသူတို့ကိုနေပြီးတော့တန်ခတ်ဖို့အတွက်တမင်သက်သက်ပလန်ချထားတယ်လည်းဖြစ်နိုင်တယ်ဆိုတဲ့ခါကျတော့အခုဒီမြင်ကလင်ဂျောင်းကိုကြီးပေးတဲ့ဘစ်ကွတ်မှုကို ။လုံစားတယ်ဆိုတဲ့တည်င်းကတကယ်လူမှုကွန်ရက်ပေါ်မှာတည်င်းမီဒီယာမှာပြည့်ပြည့်ဆောင်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီနေ့က breaking news အနေနဲ့ကျွန်တော်တို့ဖော်ပြထားတာကိုတွေ့ရတယ်တည်င်းမီဒီယာမှာဒါကတော့ NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးအဲ့လိုမျိုးပြောလို့ရှိရင်လူတိုင်းသိမှာဖြစ်တယ်။နော်အဲ့ဒါကပါလဲဆိုလို့ရှိရင်ဒေါက်တာဇော်ဝေဆိုးအဲ့ဒါကကျန်းမာရေးဝန်ကြီးပညာရေးဝန်ကြီး NUG ရဲ့ဆိုတော့နိုင်ငံခြားမှာပဲနေတယ်သူတို့ကတော့ ငါရင်တော့ကဒီအာနာသိမ့်ပေးတဲ့ကတိကနေစပြီးတော့နိုင်ငံချမှာငါနိုင်ငံတိုင်းလှစ်ပတ်ပြီးတော့ကျွန်တော်တို့ဒီတရားဟောတာတို့လူငွေတော့ကောက်တာတို့ဘာတို့ဒီဖန်ရရှာတာတို့စသဖြင့်လှစ်ပတ်တယ်လှစ်ပတ်တယ်ဆိုတော့ခုကတော့เนาะဒီဘာမှမနေတော့ပြင်းနဲ့မြန်မာနိုင်ငံကိုအပြေးပိုင်းဒါပြေးပိုင်ဆိုတဲ့စကားလုံးကိုသုံးထားတယ်အခြေချပြီးเนาะမြေပြင်မှာတကက်ကွင်းဆင်းပြီးတော့စီရီယံဝန်ထမ်းတွေနဲ့အတူမြေပြင်မှာကွင်းဆင်းနေပြီဆိုတဲ့ဟာကိုဒီနေ့ ်ထူးခြားဖြစ်စဉ်အနေနဲ့သတင်းမီဒီယာတွေမှာဖော်ပြတာကို တွေ့ရတယ်နောက်တစ်ခုကစင်မူထန်းဥပဒေနဲ့နေပြီးတော့သူတို့ကမာလာကစင်မူထန်းဥပဒေနဲ့လူတွေကိုဖမ်းတယ်ပေါ်တာဆွဲတယ်စင်မူထန်းမှာထဲတယ်ဆိုတော့ပထမစင်မိန်ခင်းကနှစ်နှစ်ပဲနော်နှစ်နှစ်ပဲဆိုတော့ကိုကတော့အရေးပေါ့သူတို့ထုတ်ပြန်တယ်လူတွေမလောက်ဘူးသူတို့ထွက်သွားလို့ရှိရင်လူတွေမရှိတော့ဘူးเนาะပထမနှစ်စစ်တဲ့လူတွေကလည်းထွက်လို့မရတော့ဘူးနှစ်နှစ်ထက်ပိုသော အဲ့ဒီမှာအကန့်အသတ်ရှိအဲ့ဒါကိုလိုကန်လက်စကားကိုသုံးထားတယ်နနစ်ထက်ပိုတော့အဲ့ဒီပြောတော့၃နဲ့ဆို၃နဲ့ပေါ့၄နဲ့ဆို၄နဲ့ပေါ့မဟုတ်ဘူးနနစ်ထက်ပိုတော့ဆိုတော့ဘယ်နည်းနဲ့မှမသိတော့ဘူးเนาะဆိုတဲ့အခါကျတော့တော်တော်ကိုအဲ့ဒါကိုအရေးပေါ်ထုတ်ပြန်တာကိုတွေ့ရတယ်နနစ်ထက်ပိုပြီးတော့ထန်းဆောင်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုထုတ်ပြန်တယ်နောက်တစ်ခုကမြန်မာနိုင်ငံကဒီ Cardinal Charles Mobogani ပြီးတော့ဒီ Pope Hemingway ရဲ့အတုပချဖို့ရှိတယ်ဒီစနေနေ့ စနေနေ့မှာအတူပါချဖို့အတွက်အဲ့ဒီမှာသွားပြီးပြီးလို့ရှိရင်တော့သူတို့ကပုံယဟန်မင်းကြီးရွေးမယ်အစ်တီကိုရွေးမယ်နော်အဲ့ဒီထက်မှာဇာဒန်ထက်မှာဒီချဘောကလည်းချမန်ဘောကလည်းကျွန်တော်တို့တယောက်ပါဝင်ဖြစ်တဲ့စင်ကရောက်မှာပေါ့နော်ဆိုတော့အဒီအတူပါချပွဲနဲ့ပုယဟန်မင်းကြီးရွေးကောက်ပွဲကိုနေပြီးတော့မြန်မာနိုင်ငံကနေပြီးတော့စပြီးတော့ထွက်ပြီးထွက်ခွာပြီးဆိုတဲ့တင်းကိုလေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီတောင်ပိုင်းမှာပေါ့เนาะအဲ့ဒီမှာဟွာဟင်း လင်စိတ်အနည်းမှာဆိုလို့ရှိရင်တော့အဲ့ဒီမှာထိုင်းရတက်ဖွဲ့ကလေငယ်ပစ္စည်းကနေပြီးတော့ပင်လေထစ်ကိုပြုတ်ကျသွားတယ်နော်ထိုးကြသွားတယ်အဲ့ဒီပဲတော့ပျက်စီးတာပေါ့အဲ့ဒီမှာဆက်ရှင်ညွန်ပြီးတော့အဲ့ဒီမှာပင်လေးမှာထိုးဆင်းတယ်ထိုးဆင်းတဲ့အခါကျတော့အဲ့ဒီမှာလူ6ယောက်စလုံးသေတယ်အဲ့ဒီလေယာဉ်မှာပါတယ်6ယောက်စလုံးကကျွန်တော်တို့သေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်နော်ပီတူတန်ကနေမကောက်ဘူးအဲ့ဒီမှာအရေးပေါ်ဆွေးနွေးမှုတွေကိုအကုန်လုံး ရွှေဆိုင်လိုက်ရတယ်ဆိုတဲ့တည်င်းကိုတွေ့ရတယ်အခုစေုံတက်နေရတယ်ဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲဒါကထိုင်းနိုင်ငံကတည်င်းတွေဖြစ်တယ်ဆိုတော့ဒီနေ့ April 25ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ